အလုံးတရားချက်ကင်းတဲ့ရဇင်ပြိသက်တို့ပထမ်းကိုရွတ်တဲ့ပုံကိုယ်တွေတော်တော်များပါတယ်။ဘာကြီးရချက်နဲ့ရွတ်တယ်ဆိုတာတော့ရွတ်တဲ့ပုံကိုယ်တိုင်းမှပဲသိပဲ။သို့သောမင်္ဂန်နဲ့ရွေချက်နဲ့ရွတ်ဖို့တော့လိုအပ်တယ်ပေါ့နော်။ရွတ်တယ်ဆိုတဲ့နေရာမှာတချို့ကအန္တရာယ်ကင်းလို့ဆိုပြီးတော့ရွတ်တာရှိတယ်။စီးပွားတက်လို့ဆိုတာရွတ်တယ်ရှိတယ်။အန္တရာယ်ကင်းခြင်းလို့ဆိုတာလည်းလူဆန္ဒပဲ။စီးပွားတက်ခြင်းလည်းဆိုတာလည်းလူဆန္ဒ။လူရဲ့ဆန္ဒတွေအမျိုးမျိုးပါ။ ပထမချမ်းကြီးကိုကူစော်ကျွန်တော်ရွတ်တယ်ဆိုတဲ့ပုံကိုလည်းရှိကောင်းရှိနေအထူးသဖြင့်မြန်မာပြည်မှာအထက်ကရာဆရာကြီးတွေကပြောခဲ့တယ်အဲ့ဒီစကားဟာမြန်မာလူမျိုးတွေသိနေကြတယ်ဒီနေ့တစ်ချိန်ကျတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားတော်ကြီးတွေကွဲပြောင်းသွားလိမ့်မယ်ကွဲပြောင်းတဲ့အခါမှာအဘိဓမ္မာတရားကစပြီးကွဲလိမ့်မယ်အဲ့ဒီအဘိဓမ္မာခေါနှစ်ချမ်းမှာလည်းပထမချမ်းကြီးကစကွဲမယ်ဆိုတော့မကွဲအောင်ပထမဝဲတွေလုတ်ပြီး20အသံ20ရွတ်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ရွေးချက်ကတော့အဲ့တော့ ရွတ်တဲ့ပုံကိုယ်တွေစီမံတဲ့ပုံကိုယ်တွေရဲ့ရည်ရွယ်ချက်ကတော့ဒါပုံကိုယ်တွေဆိုင်ရာရည်ရွယ်ချက်ပဲပြောရပေါ့သို့သောကောင်းမွန်တဲ့ရည်ရွယ်ချက်နဲ့ရွတ်ကြမယ်ပူဇော်ကြမယ်ဆိုရင်အမှန်တမ်းမှကောင်းပါတယ်တချို့ကလည်းရှိပဲပေါ့ကတ္တဗမြတ်စွာဘုရားလက်ထက်တုန်းကအဘိဓမ္မာတရေဇေပြီးလှန်ကူထဲမှာရဟန်းတော်တွေဘိဓမ္မာတရေဇေနေကြတယ်အဘိဓမ္မာတရားရဲ့အတိတ်အနဲ့အလေးအနက်ကိုမသိတဲ့ အထိပ္ပယ်ကိုနားမလဲတဲ့လင်းတို့သား900ဟာအပိဓမ္မာတရားတန်တွေကိုကြားရင်ကနေပြီးတော့စိတ်ချနေမှုရတယ်အဲ့ဒီကောင်းမှုကြောင့်ခေါရဝမြတ်စွာဘုရားလက်ထက်မှာအမျိုးကောင်းသား900လာဖြစ်ပြီးတော့ရှင်သာရိပုတ္တရာထံကအပိဓမ္မာတပြည့်လေးပထမဆုံးအပိဓမ္မာခုနှစ်ကျမ်းကိုသင်ခွင့်ရတဲ့ယဟန်900လာဖြစ်လာတဲ့ဆိုတဲ့ story ကိုလည်းပဲဗမာတွေတော်တော်များများသိထားကြတယ်တချို့ကလည်းအဲ့ဒီပဋ္ဌာန်းတန်ကလေးကြားလို့ရှင်လင်းတို့တွေအားကြပြီးတော့ပေါ့လေလင်းတို့သားလို့ ဒီလိုများဖြစ်မလားလို့အဲ့တော့အဲ့လိုလေးတွေမလုပ်ပါနဲ့နော်လင်းနေလို့ဆိုတာတရိษံပဲကိုကတရိษံအဆက်မှမဟုတ်ပဲအဲ့တော့ရွံ့ရွံ့ရွထာမျိုးမဟုတ်ဘဲနဲ့အရေးပဲနားလည်လိုက်မယ်ဆိုရင်ပိုမကောင်းပိုကောင်းတယ်ဗောအရေးပဲနားလည်မယ်ဆိုရင်ပိုမကောင်းဘူးလားကောင်းတယ်ဒါကြောင့်မို့လို့အရေးပဲနားလည်အောင်ကြိုးစားလို့မှကြည့်မယ်ဆိုလို့ရှိရင်အန်တရဲ့ကင်းမှုရွထာစီးပွားတက်ဖို့ရွထာလို့ဆိုတာမဟုတ်တော့ဘူးသူက အန္တရာယ်ကင်းတယ်ဆိုတာအခြားနည်းတွေအန္တရာယ်ကင်းတယ်။ဒါပြင်ပဋ္ဌာန်းချမ်းရွတ်လို့အန္တရာယ်ကင်းတာမရှိဘူးလို့ပြောတာမဟုတ်။ပဋ္ဌာန်းချမ်းကြီးကိုရွတ်လိုက်လို့ရှိရင်ပဋ္ဌာန်းဒေသနာတော်ကြီးကိုဖရဲလက်ထက်ကနာခဲ့ရတဲ့တတန်းရှိတဲ့နတ်တွေရှိ။ရှိတော့အဲ့ဒီနတ်တွေကအေးဖရဲလက်ထက်တုန်းကငါနာခဲ့ရတဲ့အတန်မျိုးခုကြားတယ်ဆိုပြီးတော့တို့ကလာနာခြင်းနာမှာပေါ့။အဲ့ဒီလိုတကိုးကြီးတဲ့နတ်ကလာနာလို့ရှိရင်ခုနကတော့အနောက်ရှေ့ပေးခြင်းနဲ့ဟိုဒီနတ်ဆိုးတွေဘာတွေက ထွက်ပြေးကုန်တာပေါ့သူကသူ။ဟောအန္တရာယ်ကင်းသွားတာဒါလိုလည်းရှိတာပေါ့နော်။ခုခေတ်မှာလူကြီးတွေလာရဆိုရင်ပြေးရတယ်လို့ပေါ့နော်။ရှင်းမိသားဖြစ်သွားတယ်လေ။အဲ့ဒါလိုပဲတကိုးကြီးတွေနဲ့တင်လာလို့ရှိရင်အနောက်ရှက်ပေးခြင်းနဲ့ပါဝါအားနည်းတဲ့နတ်ဆိုးတွေနတ်မိတ်ဆာတွေကဖယ်သွားတယ်။အဲ့ဒီကျတော့အန္တရာယ်ကင်းတာဒီလိုတော့အန္တရာယ်ကင်းတယ်တော်တော်ကိုလုံးတဲ့အလုံးကမကောင်းတဲ့အလုံးကိုလုံးပြီးတော့ဟေတုပစ္စယောနဲ့ကာကွယ်ရင်တော့လည်းသိတော့မဖောက်တော့ဘူး မန္တန်သဘောမျိုးလိုယူဆပြီးတဲ့ရွဲ့တော့လည်းတိတ်တော့မကောင်းဘူးပေါ့အဲ့တော့ရွတ်တယ်ဆိုတာရည်ရွယ်ချက်မှန်မှန်နဲ့ရွတ်မှကုသိုလ်လေးရမယ်ပေါ့နော်တကယ်စဉ်းစားဆင်ခြင်ပြီးတော့ရွတ်မယ်ဆိုလို့ရှိရင်ပဋ္ဌာန်းရွတ်ရင်ရွှေရင်မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးကိုလည်းသိ လာလူဘဝနေရတာလည်းပဲဟောဒီအကြောင်းနေနဲ့အကျိုးတွေနဲ့နေလာတာဗမာစကားမှာပြောလို့ရှိတယ်မို့လားအကြောင်းညင်ညွတ်ရင်အကြောင်းညင်ညွတ်ရင်လည်းပြောတာအကြောင်းညင်ညွတ်အောင်လုပ်ဖို့ပဲလိုတယ်ပေါ့အကြောင်းညင်ညွတ်ရင် အကျွန်တော်နေ့ပြင်ကလာခဲ့ပါမယ်အကြောင်းညင်ညွတ်ရေဟောအကြောင်းဆိုရညင်ညွတ်မှဖြစ်တာအဲ့ဒီအကြောင်းတွေကိုနားလည်လို့ရှင်အကြောင်းကိုညင်ညွတ်အောင်ဖန်တီးလို့ရတယ်တဲ့ကြည့်လေလူဖန်နေလို့ရတာအကြောင်းညင်ညွတ်အောင်မလို့လုပ်တော့ဆိုရင်မျိုးစိတ်လေးတစ်စိတ်ကအပင်ပေါက်စေခြင်းလို့ရှင်အကြောင်းညင်ညွတ်အောင်လုပ်ပေးလိုက်တယ်မြေထဲမှာချဆိုင်ရေလေးလောင်းပေးတာဒါအကြောင်းညင်ညွတ်အောင်လုပ်ပေးလိုက်တာပဲလေကိုကနေပြီးတော့တစ်ပင်ကိုမန်းမှုတ်ပြီးတော့အပင်ပေါက်အောင်လုပ်ခိုင်းလို့မှမရတာ ဘာလုပ်ပေးရတော့မြေနဲ့ရေနဲ့တွေ့ပေးတာပဲမြေနဲ့ရေနဲ့တွေ့ပေးတယ်ပိုးကောင်မွားကောင်ဖယ်ရှားပေးတယ်နေဘူးလေးတွေရအောင်လုပ်ပေးတယ်ဒီနည်းဖြင့်သစ်ပင်လေးရမျိုးစေ့လေးရအပင်လေးပေါက်လာပြီးတော့ရှင်သန်းလာတာဟုတ်လားဒါအကြောင်းတရားတွေညင်ညွတ်အောင်လုပ်ပေးတာသဘောပဲအဲ့ဒါလိုပဲပဋ္ဌံတရားတော်ရဲ့သဘာဝကို သိလာလို့ရှိရင်ကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အခြေအနေအရရဟာဘာကြောင့်ဖြစ်တယ်ဆိုတာကိုနားနေသဘောပေါက်လား ဖြစ်လာလို့ရှိရင်ဩဒီအကြောင်းကြောင့်ဖြစ်နေတာကိုဒီအကြောင်းကိုဖယ်လိုက်ရင်ဒီအကျိုးမရှိတော့ဘူးပေါ့ကိုမလို့ခြင်းတဲ့အကျိုးတွေကိုထွက်နေတယ်ဆိုရင်ငါ့မှာမလို့ခြင်းတဲ့အကြောင်းတရားတွေရှိနေတယ်အဲ့ဒီမလို့ခြင်းတဲ့အကြောင်းတရားတွေကိုဖယ်လိုက်တာနဲ့တပြိုင်တည်းမလို့ခြင်းတဲ့အကျိုးတွေလည်းပြုတ်သွားပါပဲဩငါ့မှာလို့ခြင်းတဲ့အကြောင်းတရားတွေမရဘူးဘာလို့တော့ငါ့မှာလို့ခြင်းစရာကောင်းတဲ့အကျိုးတရားတွေကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေမရှိသေးဘူးဆိုဟောထူထောင်ပေးရမှာပေါ့အဲ့ဒီအကြောင်းတရားတွေကိုထူထောင်ပေးလိုက်တာနဲ့တပြိုင်တည်း ်ကိုလိုချင်တဲ့အကျိုးတရားတွေရလာမှာပဲလေဒါလောကကြီးမှာတင်ချစဉ်းစားရင်အရာခတ်သိမ်းဟာအကြောင်းနဲ့အကျိုးကြီးပဲအကြောင်းကင်းတဲ့အရာဆိုတာလောကမှာမရှိဘူး